ားလုံးမမင်္ဂလာပါရှင်။ MBN သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ22ရက်နေ့လည်ခင်းတင်ရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုစမတ်ကရစ်တယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတရုတ်ရဲ့အချုပ်ချာအာဏာကာကွယ်ခြင်းကို အစင်မြဲထောက်ခံမယ်လို့ပြောလိုက်တဲ့ဆာကာမာရဲ့သတင်းမော်လိုက်ထောင်ကိုစစ်စခန်းအဖြစ်ပြောင်းလဲပြီးအကျဉ်းသားတွေကိုအချိန်မီပြစ်သက်ဖို့အမိတ်ပေးထားတဲ့ထောင်ပိုင်းတရင် မလိုက်မြို့မှာစစ်ရင်အားတိုးချဲ့ပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့စစ်ကောင်ရှင်တဲ့ဒီမိုကရေစီအယောင်ဆောင်ပါတီတွေစစ်တပ်ပေါ်တာဆွဲမှုကို မပြောရဲဖြစ်နေတဲ့တဲ့မလေးရှားမှာတရက်အတွင်းဖမ်းခံလိုက်ရတဲ့မြန်မာနိုင်ငံသား185ယောက်ရဲ့တဲ့နယူးယောက်မြို့တော်ဝမန်တာနီနဲ့ထရန်ငင်းချင်းရပြီဆိုတော့အဲ့လိုနှိမ့်လေကင်းတရားရှိထားတဲ့အထူးခြားဆုံးတဲ့တဲ့ကိုတင်ဆက်ပေးထားပါတယ်ရှင် တရုတ်ရဲ့အချုပ်အခြာအာဏာကာကွယ်ခြင်းကို အစင်းနဲ့ထောက်ခံမယ်လို့ပြောလိုက်တဲ့စကမသတင်းနဲ့ဆားလိုက်ချင်ပါတယ်ရှင်။ဂျပန်ဝန်ကြီးချုပ်အသည့်ရဲ့ထိုင်ဝမ်ရေးပြောကြားချက်အပေါ်မြန်မာနိုင်ငံရဲ့သဘောထားကိုစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဇော်မင်းတွန်းကတရုတ်ရဲ့အချုပ်အခြာအာဏာကာကွယ်ခြင်းကိုအစင်းနဲ့ထောက်ခံမယ်လို့မနေ့ကပြောကြားခဲ့ပါတယ်။အနှစ်ချုပ်ပြောရရင်စစ်ကော်မရှင်ဟာတရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုအခိုင်အမာရပ်တည်ထောက်ခံလိုက်ပြီဆိုတာပါပဲ။ ဆောင်းမင်းထွန်းရဲ့ပြောကြားချက်မှာအဓိကအချက်၃ချက်ပါဝင်ပါတယ်ပထမဆုံးနဲ့အရင်ကြီးဆုံးကတော့မြန်မာနိုင်ငံအစိုးရဟာတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူဝါဒ One China Policy ကို ခိုင်မာစွာထောက်ခံရည်တည်ရရှိရဲဆိုတဲ့အာမခံချက်ပါပဲ ီလိုထောက်ခံတာဟာလက်ရှိအခြေအနေအရရက်တည်တာမဟုတ်ပဲမင်းအွန်လိုင်းကိုယ်တိုင်ကပါတရုတ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတိုင်းမှာဒီငူဝါရကိုထက်လောင်းအတီးပြိုခိုင်မာစွာပြောကြားခဲ့တယ်လို့ပါအလေးပေးဖော်ပြသွားခဲ့ပါတယ်ဒုတိယချက်အနေနဲ့ကတော့မြန်မာနဲ့တရုတ်နှစ်နိုင်ငံကြားကဆက်ဆံရေးကိုအထူးတလဲတံမိုးထားကြောင်းဖော်ပြသွားတာပဲဖြစ်ပါတယ် နှစ်နိုင်ငံဟာရေယုအိမ်ကြီးချင်းမိတ်ဆွေကောင်းနေတဲ့မကပဲမဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီးအေးတူပူမြအတိုက်အဝန်းကိုတိဆောက်နေတဲ့နိုင်ငံတွေဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီချက်ကိုမြန်မာနိုင်ငံကအထူးအလေးထားတင်မိုးထားတယ်လို့စော်မင်းထွန်းက ပြောခဲ့ပါတယ်။ အဆုံးသတ်မှာတော့ဂျပန်ရဲ့ထိုင်ဝမ်အရေးပြောကြားချက်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရည်တည်ချက်ကိုငြင်းငြင်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ကိုကိုးကားပြီးရှင်းပြခဲ့ပါတယ်။အဓိကပြောချင်တာကတော့တရုတ်နိုင်ငံရဲ့အနေမြေတည်တံ့ခိုင်မြဲမှုနဲ့အကျိုးချအာဏာပိုင်ဆိုင်မှုကိုမြန်မာကလေးစားကြောင်းနဲ့၎င်းချက်အပေါ်ကာကွယ်ခြင်းကို အစင်းမြေထောက်ခံရည်တည်လျက်ရှိပါကြောင်းတရားဝင်သဘောထားထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့စစ်ကောင်ရှင်အနေနဲ့အခုလိုတရုတ်ဘက်ကို အခိုင်အမာရပ်တည်ပြောဆိုလိုက်တာဟာလက်ရှိစစ်တပ်အကျိုးစီးပွားအတွက်မဟာဗျူဟာအရာရွေးချယ်လိုက်တဲ့ခြေလှမ်းဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ နိုင်ငံတကာရဲ့ PR တွေနဲ့ပိတ်ဆို့မှုတွေအောက်မှာစစ်ကောင်စီဟာကုလသမဂ္ဂလိုနိုင်ငံတကာစစ်မြင့်တွေမှာတည်ရဲ့နိုင်ငံရေးထောက်ခံမှုနဲ့အကာအကွယ်ကိုအပြည့်အဝလိုအပ်နေရာကြောင့်ဂျပန်နဲ့ထိုင်ဝမ်အရေးလိုတရုတ်တို့အရေးကြီးရဲ့ကိစ္စရပ်တွေမှာတရုတ်လိုချင်တဲ့အတိုင်းရပ်တည်ပြခဲ့တာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ဒုတိယအနေနဲ့မော်လိုက်ထောင်ကိုစစ်စခန်းအဖြစ်ပြောင်းလဲပြီးအကျဉ်းသားတွေကို အချိန်မြင့်ပြတ်တက်ဖို့အမိန့်ပေးထားတဲ့ထောင်ပိုင်းတည်မှာ မော်လိုက်အကျဉ်းထောင်မှာထောင်အနာပိုင်တွေကလက်နက်ခဲယံတွေစုဆောင်းနေပြီးအကျဉ်းသားတွေကိုပစ်တက်ဖို့ပြစ်မိတ်တွေပေးထားတယ်လို့စုံစမ်းသိရှိရပါတယ်။မော်လိုက်အကျဉ်းထောင်နဲ့နီးစပ်သူတဦးရဲ့ပြောကြားချက်အရပြီးခဲ့တဲ့အောက်တိုဘာလကလေးကထောင်ပိုင်ကြီးကိုတိုင်းကကင်းဆောက်တောင်းဝင်ကြနေတဲ့ထောင်ဝင်နှန်းတွေကိုပြစ်မိတ်ပေးထားတာဖြစ်တယ်လို့သိရပါတယ်။ သူထောင်မှန်စည်းဝင်လာတော့မျှော်စင်ကိုမှနေတာတခုခုဆိုရင်ပြင်တော့အမိတ်ဆောက်စရာမလိုဘူးဘသူပြစ်ခိုင်းလဲဆိုရင် ထောင်ပိုင်ပြစ်ခိုင်းတာလို့ပြောပြီးအဲ့လိုတွေကိုအကျဉ်းသားတွေရှေ့မှာမဲပြပြီးချိန်ချောက်နေပါတယ်လို့မော်လိုက်အကျဉ်းထောင်နဲ့နီးစပ်သူကပြောပါတယ် ဒါပြင်မော်လိုက်အချင်းထောင်တွင်မှ MA11, MA12, G3 စတဲ့တနက်အလက်40ဝန်းကျင်ကိုပါစစ်တပ်ကလိုအပ်ပါကအချိန်မီပေးနိုင်မှုအတွက်စီစဉ်ဖြစ်စဉ်ထားကြောင်းလည်းထပ်မံသိရှိရပါတယ်။ဒီလိုအချင်းထောင်တွင်မှလက်နက်စုဆောင်ပြီးပြစ်မိတ်ပေးထားတဲ့အခြေအနေတွေအပေါ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်ဦးကစိုးရိမ်မကင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ မော်လိုက်ထောင်မှာလက်ရှိဖြစ်ပေါ်နေတဲ့ဖိနှိပ်မှုတွေတဲ့မှာနိုင်ငံရေးအကျဉ်းသားတွေကိုစိတ်ကူးတာခွင့်ပိတ်ပင်ပြီးလက်ပေးလက်ယူမှုတွေနဲ့ခွင့်ပြုနေရလဲပါဝင်တယ်လို့ PPMM ကပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတကြွလှုပ်ရှားသူတအူးကထောင်အနာပိုင်းတွေဟာလူမဆန်ဆုံးပြစ်မှုကိုကျူးလွန်နေရတဲ့အတူတူပဲလို့ပြင်းပြထန်ထန်ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဆက်လက်ပြီးမလိုင်မြို့မှာစစ်ရင်အားတို့ချဲ့ပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့စစ်ကောင်ရှင်ချောင်းကိုပြောပြပေးပါမယ်ရှင်။ရရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မန္တလေးတိုင်းမင်းတီလာခရိုင်မလိုင်မြို့နယ်မှာစစ်ကောင်မရှင်ဟာဒေသတွင်းတိုက်ပွဲတွေကြာကနေမြို့နယ်အတွင်းမှာစစ်ရာတွေကိုတိုးချဲ့ချထားနေပြီးအဓိကအားဖြင့်လာမယ့်ရွေးကောက်ပွဲအတွက်လုံခြုံရေးပြင်ဆင်မှုတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကလည်းသိရပါဗျ။ နိုဝင်ဘာလ20ရက်နေ့ညနေ3:00နာရီခန့်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရဝတ်တွေဝစ်ဆင်ထားတဲ့လူဦးရေ50ခန့်ကိုမလိုက်မျိုးအမှတ်9ရက်ကွက်ကရွှေမန်းဖုံးကြီးကျောင်းဝင်းအတွင်ကိုကားဝင်နဲ့ပို့ဆောင်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်။မျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံတို့ကဖုံးကြီးကျောင်းထဲမှာကအင်အား50နဲ့တရားကြားမှရှိတယ်။အဲ့ဒီလူတွေကလာမဲ့နိုဝင်ဘာ24ရက်နေ့မဲယုံတင်တဲ့ပြင်းမဲ့ပညာရေးဝန်ထမ်းတွေအတွက်လုံခြုံရေးယူပေးတာလို့သိရတယ်လို့ပြောပါတယ်။ စစ်ကော်မရှင်ဟာတိုက်ပွဲတွေဘလောက်ပဲပြင်းထန်နေပါစေသူတို့ရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုဆက်လက်အကောင့်ထဲဖို့ဖို့စင်ရကိုတိုးချဲ့အသုံးပြုနေတယ်ဆိုတာကိုမြင်နိုင်ပါတယ်။မလိုင်မျိုးပေါ်မှာစင်ရတိုးချဲ့နေချိန်မှာပဲမြို့နယ်အတွင်းမှာတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၁၆ရက်နေ့ကစပြီးမိထီလာမျိုးကနေထွက်ခွာလာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာစေတိုကျေးရွာကိုဝင်ရောက်လာပြီးနောက်တပ်သားကန်တော်လေးတပ်ဖွဲ့တွေနဲ့တော်ရကြတိုက်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာတော့စစ်ကြောင်းဟာစေတိုနဲ့ ထိဆက်နေတဲ့ရာကြီးပြင်းဩဇာချမ်းရှော့ကန်ညောင်ကုန်းစတဲ့ကျေးရွာတွေအတွင်းမှာပါလှုပ်ရှားနေပါတယ်အဲ့ဒီတိုက်ပွဲတွေမှာစစ်ကော်မရှင်ဘက်ကလက်နက်ကြီးတွေအပြင်ဂျက်ဖိုက်တာနဲ့စက်တက်လေတီပါရာမော်တာတွေကိုပါအသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရလို့သိရပါတယ်။ထပ်မံတင်ဆက်ပေးစနာကတော့ဒီမိုကရေစီအယောင်ဆောင်ပါတီတွေစစ်တပ်ဘော်တာဆွဲမှုကိုမပြောရဲဖြစ်နေတဲ့တဲ့ရင်းကိုပြောပြပေးပါမယ်ရှင်။ ရန်ကုန်မြို့လမ်းတွေပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးလာမယ့်တရားဝင်ရေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေရဲ့တုတ်ပြန်မှုအပေါ်ပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ဒီပါတီတွေဟာစစ်အုပ်စုရဲ့လူသစ်စုဆောင်ရေးအတွက်ပေါ်တာဆွဲမှုကိုလုံးဝထိရဲပြောရခြင်းမရှိဘဲတုတ်ဆိတ်နေကြတယ်လို့စေဆိုးရလက်ထက်နိုင်ငံရေးကျင်းသားဟောင်းတူကပြပြတတဝေဖန်ပြောဆိုလိုက်ပါတယ်။ရန်ကုန်မြို့လမ်းမတွေပေါ်မှာပေါ်တာဆွဲဖမ်းဆီးမှုတွေဟာရခိုင်ကလို့ တောင်းငင်တာမျိုးမဟုတ်တော့ပေမဲ့ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ Rangoon Scout Network ကအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ညနေပိုင်းမှာအင်းစိန်မြို့နယ်မြို့တေကခရက်ကွက်ကကြီး6လမ်းထိပ်မှာစစ်ကားတစ်စီးရောက်လာပြီးဘေးဒက်ဆိုင်ကပေါ်အိတ်နေတဲ့ဘေးဒက်သမားတို့ကိုဟန်စီခေါ်ဆောင်သွားခဲ့တဲ့တစ်စင်တစ်ခုလည်းရှိခဲ့ပါတယ်။ ။ကြာပြင်နိုဝင်ဘာလ၁ရက်နေ့ကနေ၁၆ရက်နေ့အထိကာလအတွင်းမှာရန်ကုန်လမ်းညပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရသူဟာ၁၆ဦးထပ်မင်းရှိနေပြီလို့ရန်ကုန်စကောက်နော်ကထုတ်ပြန်ထားပါတယ်။ဒီလိုလူ့ခွင့်ရေးချိုးဖောက်မှုနဲ့အထက်မှဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီးမြေကောက်ဝယ်ဝင်မဲ့ပါတီတွေကမဲဆယ်စီယုံရင်ကလာမှာထက်သွင်းပြောကြတာကန့်ကွက်တာတွေမရှိဘူးလို့ရန်ကုန်စကောက်နော်ရဲ့တာဝန်ရှိသူတဦးက MBA ကိုပြောကြားခဲ့ပါတယ်။ စေဆိုရလက်ချက်နိုင်ငံရေးကျင်းသားဟောင်းတအုပ်ကလည်းဒီမိုကရေစီအတင်ဆောင်တဲ့ပါတီတွေပင်လင်းစစ်တပ်ရဲ့ပေါ်တာဆဲမှုကိုမထည့်ရဲကြကြောင်းဝေဖန်ခဲ့ပြီးအထူးသဖြင့်နိုင်ငံရေးလှုပ်ရှားမှုမှာလူသိများသူတွေကိုပြစ်မှတ်ထားပြောဆိုခဲ့ပါတယ်။နိုင်ငံရေးကျင်းသားဟောင်းတအုပ်ကတော့ကိုကိုကြီးဆိုပို့ဆိုရလေတော်လင်းအင်အားစုတွေကိုဟိန်လာဟောက်လာနဲ့မင်းအောင်လိုင်းပြည်သူတက်နေကြအပပြောရင်လေအခုပေါ်တာဆဲနေရာကိုတော့ဘာမှမပြောရဘူးလို့ပြင်းထန်စွာထောက်ပြသွားခဲ့ပါတယ်။ ပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့မလေးရှားမှာတရက်အတွင်းအဖမ်းခံလိုက်ရတဲ့မြန်မာနိုင်ငံသား195ရောက်အကြောင်းမှာမလေးရှားနိုင်ငံမှာတရားဝင်နေထိုင်သူတွေကိုဖမ်းဆီးတဲ့စစ်စင်ရေးတကူအတွင်းမှာမြန်မာနိုင်ငံသားအရေးအတွက်အများအပြားဖမ်းဆီးခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ နိုဝင်ဘာလ20ရက်နေ့တရက်ထဲမှာပဲမလေးရှားနိုင်ငံပဟန်းပင်နယ်ကကင်မရွန်ဟိုင်လန်ဒေတာမှာလှုပ်ဆောင်တဲ့ကြီးမားတဲ့စီမင်းဖန်ဆင်မှုအတွင်မြန်မာနိုင်ငံသား185ယောက်အပါအဝင် စုစုပေါင်းနိုင်ငံခြားသား468ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့မလေးရှားသတင်းဌာနတွေကဖော်ပြပါတယ်။ အပရာစီလို့ခေါ်တဲ့စစ်စင်ရေးကိုပါဟန်ပင်နဲ့ကင်မရွန်ဟိုင်လန်ဒေတာမှာစောက်လို့ရေလုပ်ငန်းခွင်တွေဟင်းဒီယွန်နဲ့တစ်သီးချန်တွေကိုအဓိကထားဝင်ရောက်စီးနှင်ခဲ့တာပါမလေးရှားလူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ်ဒါတော့ဇာကာရီယာရှာဘန်ကိုတိုင်း UCB ရေတပ်ဖွဲ့ဝင်အင်အားရာနဲ့ကြီးအသုံးပြုခဲ့တဲ့ဒီစစ်စင်ရေးအတွေ့မှာနိုင်ငံခြားသား1886ဦးကိုစစ်ဆေးခဲ့ရာကနေတရားဝင်နေထိုင်သူ468ဦးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ် အပန်းခံရတဲ့468ဦးထဲမှာမြန်မာနိုင်ငံသား195ဦးပါဝင်ခဲ့ပြီးဒုတိယအများဆုံးကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား194ဦးဖြစ်ပါတယ်။ ကြံစည်တဲ့သူတွေကတော့အင်ဒိုနီးရှားနဲ့နီပေါနိုင်ငံသားတွေဖြစ်ကြပါတယ်။ညွှန်ကြားရေးမှူးချုပ်ရှာဘန်ကတော့တရားဝင်နေထိုင်သူတွေကိုဆက်လက်ဖမ်းဆီးပြီးဥပဒေအရအရေးကိုဆောင်ရွက်သွားမယ်လို့သတင်းထောက်ကေကိုပြောကြားခဲ့ပါတယ်။ဖမ်းဆီးရမည့်သူအလုံးကိုသက်ဆိုင်ရာထောင်နေစည်းပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာ18ရက်နေ့ကလည်းမလေးရှားနိုင်ငံဆလန်ကောပြည်နယ်မှာအထောက်အထားမပြည့်စုံတဲ့မြန်မာအပါဝင်နိုင်ငံသား95ဦးဖမ်းဆီးခံခဲ့ရပူတာကြောင့်မလေးရှားရောက်မြန်မာလူသားတွေ ဟာလက်တလုံးမှာစိုးရိမ်ပူပန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်နောက်ဆုံးပြပသတင်းတွေနဲ့နယူးယောက်မြို့တော်ဝမန်တာနီနဲ့ထရန်ငင်းချဲရပြီဆိုတဲ့အကြောင်းပြပြရင်ဒီနေ့အတွက်ကျမရဲ့အနည်းလေးကင်းသတင်းတင်ဆက်မှုတွေကိုဒီကနေ့ရှင်းလင်းလိုက်ပြစီရှင် သမရထွန်းနဲ့နယူးယောက်မြို့တော်ကလောင်းမန်ဒါနီတို့ရဲ့တွေ့ဆုံမှုကနိုင်ငံလိလာသူတွေကိုပါအံ့အားသင့်စေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့လတွေကပြင်းပြင်းထန်ထန်ရန်စာနေကြတဲ့တီလူနဝါတွေ့ဆုံပွဲမှာမမျှော်လင့်မဲတငငယ်ချင်းတွေလိုအလွန်ကြီးလေးဖော်ရတဲ့ပုံစံမျိုးဖြစ်နေခဲ့ကြလို့ပါ။သမရထွန်းဟာလွန်ခဲ့တဲ့လပေါင်းများစွာကမန်ဒါနီသားမြို့တော်ဝန်ဖြစ်လာရင်နယူးယောက်မြို့ဟာစီးပွားရေးနဲ့လူမှုရေးဘေးအန္တရာယ်နဲ့ကြုံတွေ့ရမယ်လို့သတိပေးခဲ့တဲ့သူပါ။ဒါပေမဲ့မနေ့ကတွေ့ဆုံမှုမှာ ားထွန်းကမန္တလေးမြို့တော်ဝင်ဖြစ်နေတဲ့ညောင်မြို့မှာသူ့အနေနဲ့တက်တော့တက်တာနေထိုင်နိုင်မယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပြင်သူတို့နှအူမှာတူညီတဲ့အချက်တွေအများကြီးရှိပြီးနှစ်ယောက်စလုံးချစ်တဲ့မျိုးကိုဟူဆောင်နိုင်တဲ့မန်တာနီရဲ့အရေးချင်းပေါ်ယုံကြည်မှုရှိတယ်လို့ပါထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မန်တာနီဘက်ကလည်းနယူးယောက်မြို့သားတွေအတွက်တက်နိုင်တဲ့အင်အားနဲ့နေထိုင်မှုစိတ်ဖန်တီးပေးဖို့တမရနဲ့လက်တွဲလှုပ်ဆောင်မှုမျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ဒီကိစ္စကိုသူတို့နှအူစလုံးသဘောတူညီကြတယ်လို့လည်းဆိုပါတယ်။ဒီလိုဖော်ပြတဲ့အခြေအနေဟာ လွန်ခဲ့တဲ့ရသက်သပတ်တွေကထရန့်ရဲ့ဆိုင်းချောက်မှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာပါ။အရင်ကဆိုရင်ထရန့်ကမန်ဒါနီနိုင်ရင်ဖက်ဒရယ်ရမုံဝေဖြတ်မယ်။အမျိုးသားလုံခြုံရေးတပ်ဖွဲ့ကိုစစ်လို့မယ်။လူဝင်မှုကြီးကြပ်ရေးမှာဝန်ထမ်းရှင်ရင်မန်ဒါနီကိုပါဖမ်းဆီးမယ်လို့ဆိုင်းချောက်ခဲ့ပူပါတယ်။ဒါပြင်မန်ဒါနီကရွေးကောက်ပွဲအောင်ပွဲမိခုံမှာတော့ထရန့်ကိုတိုက်ရိုက်ရင်ညွန်ပြီးကျွန်တော်တို့တွေကတရားရောက်ကိုထိကျရင်ခမရဟာကျွန်တော်တို့အားလုံးကိုဖျက်ချော်ရလိမ့်မယ်လို့တစ်ပြတ်တသားပြောဆိုခဲ့ဖို့သူပါ။ MBK ရဲ့နေ့လိုက်ကင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MB ကနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook YouTube WhatsApp ဆာမင်နာတွေမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင် MB ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မဆက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမပီတူပီသားပေါင်းကိုစိတ်နှပြစမ်းမချမ်းသာပြီးဘဝမော်ရီပြေကြပါစေရှင်